တဘာဝရဲ့အမကန်အကြီးဆုံးတတဝါကြီးများဒီကဘာကြီးမှာပုံစံမျိုးစုံအရွယ်စားမျိုးစုံနဲ့တတဝါပေါင်းစုံကိုတဘာဝမိခင်ကဖန်ဆင်းပေးထားပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့လူတွေမထင်မှတ်ပဲနဲ့ဗီဒီယိုရိုက်ကူးမိထားတဲ့ကဘာကြီးဆုံးဘလူးတတဝါကြီးတွေကိုတင်တွေ့ရမှာပါအဲ့ဒီထက်ကတချို့ဆိုရင်ကဘာဆိုင်ကြီးတွေတော့မှတင်ထားပြီးတော့ဝေးလာငါးလိုမျိုးလက်တွေ့ပေါ်မှာတွေ့ဖို့အတွက်အိမ်မက်မက်နေရတဲ့အထိကြီးမားလွန်ပါတယ်ဒါပေမဲ့တချို့တတဝါကြီးကတော့ဒီလောက်ထိကြီးနေဖို့မဖြစ်တင်တာမျိုးပါဥပမာရွက်လေတစည်းစာလောက်ကြီးတဲ့မိချောင်းကြီးဒါမှမဟုတ် နှစ်ထပ်ဘတ်စကားနဲ့စည်းစာလို့ရှိတဲ့စင်ကြီးအေယာမောင်မွေကြီးနဲ့နတိကြီးကိုကြည့်လိုက်ပါတဘာဝတရားတကယ်ကိုပဇာဟောင်းသားဖြစ်သွားစီမဲ့အာအသင့်စရာတွေပြည့်နေနေပါတယ်ဒီတဲကမှအကြီးဆုံးသတ္တဝါကိုသိရဖို့ဗီဒီယိုကိုအဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့ကဲစလိုက်ရအောင်ပါကဘာကြီးဆုံးမိချောင်းကြီးပထမဆုံးကဘာကြီးဆုံးမိချောင်းနဲ့တွေ့ဆုံလိုက်ပါဘလောက်ကြီးလဲဆိုတာသိကြပါသူ့ရဲ့ဘေးနားမှာရေကူးနေတဲ့တင်းငယ်တဲ့ယာတွေကိုမြင်ပါလားတကယ်တော့အဲ့ဒါကလူတွေပါဟာစတာပါ တကယ်တော့အရာက Lake Placid ရုပ်ရှင်အတွက်အထူးပံ့ပိုးထားတယ်။ခေါင်းအမီနဲ့ဘက်ဆက်တီရွေလျားပြီးတော့ရေအောက်မှာပါအပြည့်အဝအလွတ်လုံနိုင်တဲ့အရွယ်စားပြည့်ရှိတဲ့ရုပ်ကွက်ပြဆက်ရုပ်ပါ။ဖန်တီးသူတွေကိုတကယ်လေးစားပါတယ်။ဒါဆိုရင်အေယာမတ်တော်ဝါစီကြီးတွေကိုတွားကြည့်ကြရအောင်ပါ။ Ubergiret တိကလောကနာဒါတော်ဒီမီချောင်းညာ Ubergiret ကိုစီးတော့မယ်လို့ထင်လိုက်ပါတယ်။ဘယ်လောက်ကြီးလဲဆိုတော့ကြည့်လိုက်ပါ။သူ့ကျောက်ကြီးတက်တက်ကူကလူတော်တော်များများတက်ကိုရှိပြီးတော့6ပေကျော်ရှိပါတယ်။စကားမဆက်ကြီးရဲ့တရားကနာဒါတွင်မှာတနအီကို35မှာနှုန်းတိအပြည့်မြန်နိုင်လို့ တင်ချိန်ထားတဲ့ချစ်သူနဲ့အချိန်မီတွေ့ဖို့တဲ့စီးတော်ရင်ဖြစ်နေတော့မယ်။ကလစ်ပင်းစီးတဲ့ကောင်လေးထက်တော်မှတင်ကစိုးပူကြည့်သွားမှာပါ။ဂျီရက်တီကတမိုးမဖြတ်နိုင်တဲ့တတ္တဝါတွေလို့ကျွန်တော်ထင်ပါတယ်။ကျက်သိအောင်အမွှေးရှိတွေနဲ့အေယာမတာရဲကြီးတကောင်ကဂျိုသားတွေချူပါကာပရာထက်တော်မှပို့ပြီးတော့ကျွန်တော်ကိုအံ့အားသင့်စေပါတယ်။ရေကူးဝါသနာရှင်ကြားကြီးဒီကြောင်ယူကြည့်ပါဒီကြောင်ယူကြည့်ပါသူ့ကိုအေးအောင်ရေကန်ကြီးကြီးတစ်ခုလိုလိုအပ်ပါတယ်။အိမ်မွေးကြောင်လေးနဲ့မတူရကကြားရရရေထဲမှာအချိန်ဖြုံးရတာကိုနှက်တက်ပြီးတော့နိုင်ပေါင်းများစွာရေကူးရတာကိုကြိုက်ကြပါတယ် ကြားတွေကမိုင်ပေါင်းများစွာရေကူးနိုင်ပြီးတော့တရက်ထဲမှာကိုပဲမိုင်30တိရေကူးနိုင်တယ်လို့တော့မှမှတ်တမ်းနေရှိပါတယ်။အကြီးမားဆုံးတားရဲကောင်နေနေရာမှာချင်းသေးကိုဘယ်သူမှမရှင်းနိုင်ဘူးလို့တင်းထင်တော့ကြားတွေကတခြားသောတောကြောင်နေထဲမှာအကြီးဆုံးဖြစ်ပါတယ်။ကဲဇင်ပိုင်းတောက်မှာပါလေဒီမှာဘယင်သေးရောက်လာပါပြီ။လိန်မားနဲ့ဘလူးခွေးဟမ်ဟမ်အဲ့ဒါက Baskerville Dog လို့ပုံမြင်စံနဲ့ဘလူးကောင်မဟုတ်ပါဘူး။တကယ်တော့အဲ့ဒါက King Corso ဆိုတဲ့ခွေးစစ်ပါ။အတိအကျပြောမယ်ဆိုရင်သူကအရင်ကြီးမှပြီးတော့အန်ဒီယေရှိတာကြောင့်နိုင်ငံအများစုမှာမွေးမြူကွင်းတော်မှာတားမြစ်ထားပါတယ်။ ဒါကြောင့်မေဒီလိုခွေးမျိုးကိုရှာနေတယ်ဆိုရင်သတင်းဆိုပါပဲဒါပေမဲ့မွေးမြူခွင့်ရခဲ့ရင်တော့နောက်ထပ်ရမှာမဟုတ်ပါဘူးသူတို့ကတွေးသမျှလူတိုင်းရဲ့အခြေဆုံးငွေချင်းမဖြစ်နိုင်ပေမဲ့သူတို့မိသားစုပေါ်တော့အလွန်သက်စားရှိပြီးကာကွယ်ပေးတတ်ပါတယ်မြေတူးဆက်နဲ့မွေးကြီးသတင်းကားကတော့ဒီမွေးကအစိမ့်မရှိပါဘူးသတင်းဆိုကတော့သူ့ကိုကင်ဖို့အတွက်မြေတူးဆက်လိုအပ်တာပါပိုအာကွန်စထရက်တာလို့ခေါ်တဲ့ဒီတရဝါကြီးဟာမြေတူးဆက်တစ်ခုလုံးကိုပါမျိုးချပြည့်နိုင်လောက်ကြီးမားပါတယ်ပိုအာမွေးတွေနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်ကတော့သူတို့ဟာမွေးမျိုးစိတ်တွေထဲမှာတက်တန်းရှည်စုံလို့ယုံကြည်ရပြီးတော့ အသက်35နှစ်ဒါမှမဟုတ်အတ္တီဓမ္မကောင်အသက်ရှင်နေပါလေလေ့ကျင့်ခန်းလှုပ်ထားတဲ့ကော်ရီလာဒီမှာသူ့ရဲ့ဗိုက်သားကြွက်သားတွေကိုကြည့်ပါကျွန်တော်လေးအရင်ကျင်းဆော့ပါတယ်ဒါပေမဲ့နောက်ပိုင်းရေချိုးခန်းထဲမှာရေဝင်ချုံရင်းနဲ့စပြခဲ့ပြုတ်ကြလို့ကုန်းကောက်တဲ့ချိန်မှာဗလာနဲ့ဘေးကြီးတွေမတော်တရားလှုပ်ကြလို့လို့နားလိုက်တာပါဗလာနဲ့ဘေးကြီးတွေမတော်တရားလှုပ်ကြလို့လို့နားလိုက်တာပါစကားမဆက်ဂရိလာတကောင်ကိုခွဲခြားသိချင်းသူ့ရဲ့နှာခေါင်းပုံတံတွေကိုတီချကြည့်ပါသူ့မျက်နှာပေါ်ကထူးခြားတဲ့အမှားရွတ်တွေနဲ့အမှတ်သားတွေကလည်းထောက်ကူပြပါတယ်တကယ်ပရင် ဒီမှာတော့အကြီးဆုံးတကယ်စိတ်မဲ့အေယာမတတ္တဝါဖြစ်တဲ့ဝေလာ၅ပြာကြီးတတ္တဝါလောကရဲ့ဘယင်ကိုတွေ့ရပါပြီဝေလာ၅ပြာတွေဟာ85ပြီတိရှိနေပြီးတော့စင်ကောင်30လောက်၄ကျင်ရှိနေတယ်ဆိုတော့ရောတင်းသိပါလားကဘာကိုရှောက်သွားဖို့သူဇင်းနေချောင်းပြောရင်တော့ဒီဇင်းနေကြီးကိုလည်းကြည့်လိုက်ပါသူ့မျိုးစိတ်ထင်မှာအကြီးဆုံးတဲ့ကတကောင်းပါသူပါရင်မြင်ဘူးဘယ်ရောက်ဖို့ပြီလဲဆိုတာစဉ်းစားကြည့်ပါဦးတကယ်ကိုလေးစားကြည့်ကြည့်ပါဒီကောင်ကြီးကအရန်လန်လုံးလို့သူ့မှာကိုပိုင်မီကုန်းကြီးအထူးပြုလုပ်ချက်တော်မှာပါပါသေးတယ်။သူကမြို့သွန်းသွားပြီဖြစ်တဲ့ရှေးကိကကောင်ကြီးလိုကြီးမားပါတယ်။ ဝေလာ9လောက်တော့မကြီးမပါပဲဒီကတော့စင်တွေကအရန်ကြီးတာကြောင့်အစားအမြတ်စားပါတယ်သူတို့ရဲ့တနေ့တိုင်းသုံးပုံလေးပုံလောက်ဒီအစားအစာရင်းနဲ့ကုန်ဆုံးနိုင်ပါတယ်ဇိန်ခံနေတဲ့ချင်းတွေပုံမှန်ဒူပိုင်းကတိုက်ခန်းတက်ခုပါပဲဟုတ်ပါတယ်အရာမချင်းတဲ့ကောင်မအပါဝင်မို့ဖက်ရှင်ကြကြနေထိုင်ခြင်းတော့အဖိုးခပေးရတာမရှိတာပေါ့အာဖရိကလူမျိုးတွေကချင်းသိဖြူတွေကိုဖျားသခင်ရဲ့တမန်တော်လေးလို့ယုံကြည်ပြီးတော့တန်ရှင်းစင်ကြမှုကိုကိုးစားပြုရလို့ယူဆကြပါတယ်။ကမြောက်စိုက်ကြည့်နေတဲ့တမင်းစိတ်မပူပါနဲ့ဒါကကြီးမားတဲ့တမင်းတကောင်ပါ။ तू ကတင့်ကိုဒုက္ခပေးမှာမဟုတ်ပါဘူး။ ခမ ्या ပေါင်းမိတယ်ဒေပေါင်းမထွက်မချင်းရင်းရင်းနှီးနှီးနဲ့စိုက်ကြည့်နေမှာပါကဘာကြီးဆုံးဝဝနိုင်ရင်ချက်ဆိုတာအရေးကြီးပါတယ် Greek Celi ဝဝဟာကြီးမားပေမဲ့ Cardiac ဝဝနာမှာဆိုရင်ကလေးတစ်ယောက်လိုဖြစ်နေပါတယ်ကျွန်တော်တို့သူတို့ကိုတကယ်အသက်ရှင်လျက်တွေ့ဘူးကြင်ပါတယ်ဒါပေမဲ့တောထဲမှာတော့မဟုတ်ပါစေနဲ့ပေါ့ Cardiac ဝဝနေကတမျိုးပါပဲသူတို့ကဒီကျွန်းစုတွေမှာပဲတည်တဲ့နေထိုင်ကြပြီးတော့တခြားဝဝနေနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1200လောက်ကတည်းကအဆက်ပြတ်ခဲ့ပါတယ် ရေကဲဘုတ်ဝင်တွေကသူတို့နှကောင်လုံးကိုအရွယ်စားနဲ့အနိုင်ယူနိုင်တယ်လို့တင်ထင်နေခဲ့ရင်မှားသွားပါလိမ့်မယ်ကိုရီးယားဘုတ်ဝင်တွေကကမ္ဘာပေါ်မှာအကြီးမားဆုံးဘုတ်ဝင်တွေပါအရွယ်ရောက်ပြီးတဲ့အထီးတကောင်ဟာနောက်ခြေထောက်နှစ်ချောင်းနဲ့မတက်ရရင်စေပေကျော်မြင့်ပြီးတော့ခြေလေးချောင်းနဲ့ဆိုရင်ငါးပေမြင့်ပါတယ်အလေးချင်းကတော့ပေါင်1500တိရှိနေပါတယ်ချစ်စရာကောင်းတဲ့တကယ်ချင်းများချစ်ချင်းပြတာကြောင့်ပြောရမယ်ဆိုရင်ဒီတကယ်ချင်းတွေကိုကြည့်လိုက်ပါဦးသူတို့ကညီကိုဝမ်းကွဲလို့တော့မှတူနေပါတယ်ဝမ်းဝုံကလူရဲ့လက်ကိုကစားသလိုကြိုက်တာကကျွန်တော်ကြိုက်ဆုံးဘက်မှာဒီထက်နည်းနည်းလေးပိုပြင်းသွားရင်တော့လက်တောင်ပြုတ်သွားနိုင်ပါတယ်ဝမ်းဝုံဒီမှာပေါင်1200ကျော်လောက် ကာယရှိပြီးတော့ဘိုးလင်းဖော်လုံးဒါမှမဟုတ်တန်တဲဦးကိုတော့မှချီမုံးပြည့်နယ်လောက်တဲ့အင်အားရှိပါတယ်အကြီးဆုံးတတ်တော်ပါโอเคကမ္ဘာအကြီးဆုံးကြက်နဲ့တွေ့ဆုံလိုက်ပါဦးဟုတ်ပါတယ်ကျွန်တော်သိပါတယ်အဲ့ဒါကဒန်နိုဆော Triceratops ပါဒါပေမဲ့သူကအသက်ရှင်နေတဲ့တတ်တော်တချို့တက်ပို့ပြီးတော့ကြွက်သားလှုပ်ရှားပြနေတာကိုငြင်းလို့မရပါဘူးသူအခုပဲရောက်နေပြီလည်းမသိပါဘူးဒီလိုကြီးမားတဲ့တတ်တော်တွေဘယ်လိုရုတ်တရက်ပြောက်ကွယ်သွားနိုင်လဲဆိုတာအံဩစရာပါအလုံးအန်ဒီရဲ့များတဲ့ရင်မြင ရင်းမင်းတွေကနည်းနည်းလေးကမောကမနိုင်ပြီးတော့တချို့ကချစ်စရာကောင်းနေလို့တော့ထင်နိုင်ပေမယ့်တကယ်တော့သူတို့ဟာအရွယ်စားကြီးမားရုံသာမကအလွန်မဲအန်ဒီယေများပါတယ်။စီးရင်တချို့ကရင်းမင်းတွေကိုအာဖရိကမှာအန်ဒီယေရှိဆုံးတရဝါဖြစ်နေတတ်မှတ်ထားတာအံ့ဩစရာမဟုတ်ပါဘူး။သူတို့ကမယုံနိုင်လောက်အောင်ပဲလင့်မြန်ပါတယ်။အစွမ်းထက်တယ်ပြီးတော့အနိုင်ယူလို့မရပါဘူး။အိမ်မဆိုးမွေတကောင်နဲ့ကြီးမားတာထက်ပိုကောင်းတာကမွေကြီးသုံးကောင်ပါ။ဒီကလေးသုံးကောင်ဟာဒီလူတွေကိုလွယ်တကူမျိုးချပြည့်နေပါတယ်။ဒါပေမဲ့သူ့ကိုအစာကြေဖို့တော့မှနိုင်ပေါင်းများစွာဒါမှမဟုတ်ရက်တွေတော့မှကြာနိုင်ပါတယ်။စကားမဆက်မွေရီယာအချင်းကုန်ခံပြီးတော့စားတော့တက်ကြပါတယ်။ ကလေးတွေညဘက်မှာအမေးလိုက်တဲ့တတ္တဝါတွေဖြစ်ပြီးတော့အမောင်တဲမှာအမေးလိုက်နိုင်ဖို့အတွက်အပူကိုအာယုံခံနိုင်စွမ်းနေပုံမှာမိခိုကြပါတယ်တတန်းရှိကြီးမာပြီးတော့ညဘက်မှာအမေးလိုက်နိုင်တယ်ဆိုတာကိုတော့အထက်ကိုဖီလင်းကောင်းနေပါပဲနေတီဩခမရကျွန်တော်ကိုနောက်နေပြန်ပြီလို့ထင်နိုင်ပေမဲ့လည်းဒါကတကယ်အစ်စ်မှန်တတ္တဝါသူ့ကိုဂျာဖာရာပါတီကျွဲလို့ခေါ်ပြီးတော့အိန္ဒိယကနေလာတာပါကမ္ဘာတော်မှာဒီတတ္တဝါပေါင်း2500မှရှိပါတော့တယ်ဂျာဖာရာပါတီဟာအိန္ဒိယမျိုးစိတ်ကျွဲတွေအားလုံးထဲမှာတော့အလေးကြီးအများဆုံးဖြစ်ပြီး လေပင်ဘေးဘက်ကိုကြာစင်းပြီးတော့နရွက်အထီအပေါ်ကိုကော့တက်သွားတယ်ကြီးမားထူထဲတဲ့ဥကြိုတွေပါတယ်လေးလံတဲ့ကောင်းနေရှိပါတယ်ဂန်ဂရီရဲ့ six pack တစုံတစ်ယောက်ကတော့ကိုလုံးတော့အားတောင့်တင်းနေပါပြီဒီကောင်ကြီးကပခုံးလေးကျန်ကန်ကိုဘယ်တော့မှမလင်ဟင်းဘူးထင်ပါတယ်သူ့ကိုပါတီပွဲကိုခေါ်မသွားပါနဲ့ဒီကောင်မလေးကိုခိုးသွားမှတေးကြပါတယ်ကန်ဂရူတွေက body တင်းလန်းတာမဟုတ်ဘဲနဲ့လက်သီးထိုးတာအရန်ပြင်းပြီးတော့ကြွက်သားတွေတအားထွက်နေတယ်ပြစမလက်တန်လိုအမိနဲ့လည်းရန်နေပါတယ်ရုရှားရဲ့အထာကြကြနေထိုင်မှုဒီမှာကြည့်ပါဦးရုရှားမှာသာဖြစ်နေတဲ့ဂန္ဓဝေမြင်ကွင်းမှာ တထေးတွေကချင်းသေးတွေနဲ့ဇိမ်ခဲတိုက်ခန်းတွေမှာနေထိုင်ရုရှားလူမျိုးတွေကဝုတ်ဝုံနေတဲ့တက်သားအိမ်တွေမှာနေထိုင်ကြပါတယ်ဒီတက်ပို့ပြီးတော့ဘေးရာကပိုမိုက်နေအောင်ပါလေတစ်ကလက်အုပ်ရဲ့စိတ်ဝင်စားစရာအချက်တစ်ကလက်အုပ်ရဲ့အကွက်အဆက်တွေဟာလူလက်ပွေရာတွေနဲ့အတူတူပဲဆိုတော့သင်သိပါသလားဂျီရက်နဲ့ကောင်မအကွက်ပုံစံအတိအကျတူတာမရှိပါဘူးသူတို့ကကြီးမားပြီးတော့ထူးဆန်းတဲ့ပုံပေါက်ပေမဲ့တကယ်ဟိုရမ်းချစ်စရာကောင်းပါလေကျွန်တော်မြင်မှုသမျှဂျိုသားတွေထင်မှာအချစ်စရာအကောင်းဆုံးတော့ဂျိုသားတွေပါ Netflix ကြည့်ရင် memes ရှိနေတဲ့ငါးကြီးဟမ်ဒါကအလွတ်လွတ်တဲ့နေပုံ memes တွေပဲကြည့်ပြီးရင်တော့ ညနေပဲဆိုဖာပေါ်မှာ Netflix ထိုင်ကြည့်နေတဲ့ကျွန်တော်မှန်မှန်ဖြစ်နေကြပုံစံမျိုးမဟုတ်ပါဘူး။ဒါကပေါင်600တောင်လောက်ရှိတဲ့ပုံမှန် Sunfish တစ်ကောင်ဖြစ်ပြီးတော့မှတ်တမ်းတင်ပို့ခဲ့တဲ့များတွေမှာအယိုးရှိတဲ့ငါးတွေထဲမှာတော့အလေးဆုံးဘလူးငါးကြီးလည်းဖြစ်ပါတယ်။စကားမဆက်သူတို့ကိုဘာလို့နေငါးလို့ခေါ်တာလဲ။သင်သိပါသလား။သူတို့ကနေပူစာလုံရတာကိုအရင်ကြိုက်လို့ပါတယ်။လွန်ခဲ့တဲ့လအနေငယ်က Azuris ကျိုးစုနာမှာတွေ့ရှိခဲ့တဲ့ဒီနေငါးကြီးဟာကမ္ဘာဆိုင်ကြီးတင်ခဲ့ပါတယ်။လာငါးကြီးမင်းလည်းရောက်ပြီနော်။ကမ္ဘာအကြီးဆုံးက ကလအုံငှက်တွေကအလိုလိုကိုကြည်ရတာကြောက်စရာကောင်းပါလေဘာပဲဖြစ်ဖြစ်ပါကလအုံငှက်တွေကကမ္ဘာအကြီးဆုံးငှက်ဆိုတော့ညင်းလို့တော့မရပါဘူးဒါပေမဲ့ဒီငယ်ကြီးကသူ့မျိုးနယ်တွေမှာတော့အကြီးဆုံးတဲ့ကတကောင်ဖြစ်ပါလေသူတို့ဘာလို့ခေါင်းကိုတဲထဲမှာဝှက်ထားဖို့လိုတာလဲမသိပါဘူးဘသူကများသူတို့ကိုလာတိုက်ခိုက်ရေးပါလေဒါပေမဲ့ကလအုံငှက်ဟာတိုက်ခိုက်ရေးသမားကောင်တယောက်ပါအန်ဒီအကြုံလိုက်တော့သူတို့ကပြေးကြပါလေဒါပေမဲ့သူတို့ရဲ့တမ်းမာပြီးတော့ရှေလျားတဲ့ခြေထောက်တွေကရှေ့တဲ့ကံကြံနဲ့လူကိုဒါမှမဟုတ်ချင်းသိတို့တားကောင်ဖမ်းမဲ့လူတွေကိုပါတက်ပြင်းနေတဲ့ကြောက်စရာကောင်းတဲ့လက်နက်တွေဖြစ်နေပါလေ ဘိုက်ပုတ်ပေးတာကိုကြိုက်တဲ့နွားကြီးတင်းရဲ့တင်ငယ်ချင်းကိုသွားပြီးတော့ပြေးမဲ့မြေမာနဲ့ကျွန်တော်ပြောမဲ့နွားကနွားဆိုပြီးမဲ့ Rupa 5ပြီးတော့ Solace ရှိပါတယ်ဒီကောင်ကတော့ Tommy လို့ခေါ်တဲ့အရင်အမည်ဆုံး Bronzeus Ace Bar Bronzeus Ace Bar နှစ်ထီးပေါ့သူဟာသူ့ရဲ့တခင်လူသားတွေပိုင်ဆိုင်နေတဲ့ Massachusetts ကလေယာမှာပဲနေရက်တွေကိုကုန်ဆုံးနေတာပါသူရဲ့ကြီးမားတဲ့ရွေးစားကြောင့်နာမည်ကြီးပြီးမဲ့နူးညံ့တဲ့အမှုရပိုက်ရှင်ပါဒါပေမဲ့သူကနာမည်ကျော်ကြားဖို့တော့မဟုတ်ပါသူကဘိုက်ပို့ပေးတာနဲ့ပန်းသေးတွေကိုပို့ပြီးလိုချင်တာတေးကြပါလေလူကြီးတချို့ချိန်တွေဆိုရင်ကျွန်တော်လေးထုံမီဖြစ်ချင်လိုက်တာဗျဖောင်းပွားပြီးတော့ချုံမောတော့ ရဲခွဲတွေက CCTV တွေကတော့ဒီကြားကြီးအောင် ACD တားများနေတယ်လို့ပြောကြပါလိမ့်မယ်။ကြိုးချောင်းစင်ကြီးသူတွေကတော့သူ့အယုတွေကြီးတာပါလို့ပြောကြပါလိမ့်မယ်။ဒါပေမဲ့လည်းကျွန်တော်ပြောချင်တာကသူကပုံမှန်မဟုတ်ဘဲနဲ့ဖောင်းပွနေတာသာဖြစ်ပေမယ့်အအောင်စရာကောင်းလောက်တော့ခံ냐သေးပါပဲ။သူ့ရဲ့ဖူးနေတဲ့ပိုက်ပေါ်မှာအိမ်ငိုက်ချလိုက်တာဘယ်သူမှမအိတ်ချင်မဲ့နေမလဲဗျ။လီကာရီယာဒီနေ့ခင်မှာဖန်ဆီးထားတဲ့နေရာတွေမှာပဲရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့မိဘမျိုးစိတ်တွေရဲ့တဘာဝနေထိုင်ရာတွေအားတောထဲမှာထက်နေတာမျိုးရှိလို့ပါပဲ။ သူတို့ကပုံမှန်အားဖြင့်တော့မိဘမျိုးစိတ်နှမျိုးလုံးထပ်ပို့ပြီးကြီးထွားတတ်ကြပြီးတော့ဘာကြောင့်လဲဆိုတာကိုလည်းကျွန်တော်တို့မြင်ရပါတယ်။ရေစာရည်ကဘယ်လိုအကြောင်းကြောင့်လဲမသိပါဘူး။ဗီဒီယိုဖိုင်တွေကလူတွေကရေးတောက်နေတဲ့ငားတစ်ကောင်ကြောင့်သူတို့ရဲ့ကုလဇီရူတွေအကုန်တောက်လိုက်တယ်လို့မျိုးထိတ်လန့်သွားကြပါတယ်။ကြီးသည်ဖြစ်စေပဲကြီးသည်ဖြစ်စေဘာကြီးလဲကျွန်တော်မြင်မှာတော့သူကအရန်ကိုအပြည့်ကင်းပြီးချစ်စရာကောင်းပါတယ်။ဘယင်းနဲ့ပြောပြောနေသူများဒီလူတွေကချင်းသေးစားစားနေခြင်းမှာသွားကစားတော့တကယ်ကိုအကြီးမားဆုံးအန်ဒီယေကိုယူတော့ပါပဲ။ဒီကောင်မလေးကိုကြည့်ပါဦး။တောပင်းရင်ကိုဘယ်လိုများတင်မပုတ်ရတာလဲ။ဒီအချက်လေးရဲ့စိတ်ဝင်စားစရာပါ။ ချင်းသေးတွေကသူတို့အသက်ကြီးလာလေလေခံကြားတဲ့လေဆံမွေးတွေကပို့ထူလာလေပါဒီလေဆံမွေးတွေကဩဇာအာဏာရဲ့တင်ကြတာပါသူတို့အသက်ကြီးလာလေလေလေဆံမွေးတွေကပုံမဲလာပြီမတွေကိုဆွဲဆောင်နေတယ်လို့တိုက်ခိုက်နေချိန်မှာသူတို့ရဲ့လေပင်းနဲ့ကောင်းကိုဒဏ်ရာရကြီးကနေကာကွယ်ပေးနေမှာနောက်ဆုံးကြံတော့မျိုးစိတ်ဒီမျိုးစိတ်တွေကိုတေချာကြည့်ပါသူတို့ဟာသူတို့မျိုးနယ်တွေထဲမှာတော့နောက်ဆုံးကျန်သူတွေဖြစ်ကောင်းဖြစ်နေပါတယ်။ကဘာပေါ်မှာမြောက်ပိုင်းကျန့်ဖြူနှစ်ကောင်ပဲကျန်ပါတော့တယ်။သူတို့ရဲ့လာတရားနဲ့ရွယ်စားကိုအမြဲတမ်းချီးကျူး သူတို့ရဲ့အလားတရားနဲ့အရွယ်အစကိုအမြဲတမ်းအံ့ဩချီးကျူးနေဖို့သိပေပညာရှိနေကဒီတမိုးရှိတဲ့တတ္တဝါတွေကိုကဲတင်ဖို့နီလန်ရှာတွေ့လိမ့်မယ်လို့မျှော်လင့်ပါတယ်။ကိုးကွယ်ခံနွားထီနောက်ထပ်အိန္ဒိယကနွားထီကြီးတကောင်မှာဒီကောင်တော့ပေါင်၄၄၀ဝန်းကျင်အလေးချိန်ရှိပါတယ်။တင်းနိုင်ငံမှာတိရစ္ဆာန်တကောင်ကိုဖျားသခင်လို့သဘောထားတဲ့အခါမှာဒီလိုမျိုးဖြစ်လာတာပါ။သူတို့ကတော့အများကြီးစားပါတယ်။လှပသွားအုံမင်းချင်းဒီစင်ကြီးရဲ့အရွယ်အစကိုကြည့်လိုက်ပါအောင်။သူဟာတက်ရှိမမ်မက်စင်ကြီးတကောင်ထက်မလျော့ပါဘူး။သူ့ရဲ့ဆွေတွေဘယ်လိုရှက်နေလဲ။ကြည့်ုံနေတယ်။သူဟာကဘာပေါ်မှာတက်တန်းရည်စုံစင်တွေတဲကတကောင်ဖြစ်တယ်ဆိုတာပြောလို့ရပါတယ်။ ဒီခဏတဲ့တော်ပါကြီးဟာတကယ်လို့လပစွာအုံမင်းရင်ကျက်လာခဲ့တာပါ။အစကားမဆက်စင်ဆွေတရားအရွယ်စားကြီးလာတဲ့ရှည်သွားနေဖြစ်တယ်ဆိုတာသိသိပါသလား။သူတို့ဟာစင်တွေအသက်နှစ်နှစ်လောက်မှစပေါ်လာပြီးတော့တသက်လုံးဆက်ကြီးနေပါတယ်။မမ်းမတ်စင်ကြီးတွေအကြောင်းပြောရမယ်ဆိုရင်ဒီမှာလဲအံဩစရာကောင်းလောက်မယ်ရှက်နေတဲ့အဆွေတွေနဲ့နောက်ထပ်တတောင်တတားရှိတဲ့ဘရင်တစ်ပါးကိုတွေ့ရပါတယ်။သူတို့ကတိုက်ခိုက်ဖို့အတွက်အဆွေတွေကိုသုံးနေပါတယ်။လူတွေနဲ့တော့မဟုတ်ပါစေနဲ့လို့မျှော်လင့်ပါတယ်။ဒင်းတွေကလူတွေကိုချစ်စရာကောင်းတဲ့ခွေးပေါက်စလေးတွေလို့ယူဆတယ်ဆိုတာသိသိပါသလား။အရပူတွေကထွက်လာတော့ ကနားထဲဝါလာတဲ့အဆွေတီနဲ့ဥကြိုတွေပါတဲ့ဒီကောင်တွေကတကယ်ကိုအမခံပါပဲ။ဂျက်ကမိုက်စာအရက်ဘူးတဲကနေအခုမှထွက်လာဖို့ရပါတယ်။ကဘာကြီးစုံနှစ်ထီးများအခုကျွန်တော်တို့ကဘာအကြီးဆုံးချီယန်နီနဲ့မျိုးစိတ်နှစ်ထီးကြီးတွေကိုတင်ဆက်ပေးပါမယ်။ဒီနွားတွေဟာအီတလီမျိုးစိတ်ဖြစ်ပြီးတော့အရင်ကဝန်ဆွဲတဲ့နေရာတွေမှာတုံးခဲ့ပြီးမယ်။အခုတော့အကြီးကားအဖြစ်အသားစားဖို့မိမိကြပါတယ်။ချီယန်နီနဲ့မျိုးစိတ်မှာအစီနေတဲ့အသားထုတ်လို့နိုင်စွမ်းဘာလို့မှမရှင်းနိုင်ဘူး။ အသားကနီယံပီပီအစီသားတွေမှာပါဝင်မင်းနဲ့ကြွက်သားတွေကြားမှာအစီလွားလေးတွေရှိပါတယ်။သူတို့ဟာနွားမျိုးစိတ်တွေထဲမှာအကြီးဆုံးနဲ့တက်တန်းရင်ဆုံးတွေကတခုဖြစ်ပြီးအရွယ်ရောက်ပြီးတဲ့နွားတိတကောင်ဟာပေါင်၄တောင်တိအလေးချိန်ရှိနေပြီးတော့၆ပေတိမြင့်နေပါတယ်။ဘိုက်ပူတဲ့လီကာဒီကောင်ကိုလီကာလို့ခေါ်ပြီးချင်းသိတိနဲ့ချင်းသိမားတွေမျိုးစိတ်ကလည်းပေါက်ဖွားလာတာပါ။မျိုးဆက်ကလည်းပေါက်ဖွားလာတာပါ။ ဟုတ်ပါတယ်သူတို့ကတကယ်ရှိပါတယ်ကျွန်တော်ဒီအကြောင်းသိလိုက်ရတော့ကအိမ်မက်တခုလို့တကယ်ဖြစ်လာသလိုပါသူတို့ကိုဝါနေတယ်လို့ဘယ်တော့မှပြစ်မတင်ပါနဲ့လေကာရီယာသူတို့ရဲ့တင်းငယ်တဲ့နေထိုင်ရာတွေနဲ့လှောင်ရည်တွေထဲမှာလုံလောက်တဲ့လေကျင်ခံမရတာကြောင့်အဝါလွန်တာကိုမကြခဏခံစားရတတ်ပါဘူးကျွန်တော်တို့ရုံးဝင်တန်းနေလို့ပါပဲအိမ်မထောက်တော့သားမိဟာမဟုတ်ပါဘူးလောင်ရည်တဲကမွေကြီးထောက်သွားပြီဟယ်ရီပေါ်တာကိုရှာနေရလဲဖြစ်ကောင်းဖြစ်နေပါတယ်မွေများစွာဥတွေပေါ်ဖို့စောင့်နေချိန်မှာဥတွေကိုအုပ်ပေးလေးရှိပါတယ်ဒါပေမဲ့ဥတွေပေါ်ပြီးခလေးမွေတွေထွက်လာတာနဲ့မိခင်မွေက ဥတွေကိုစွန့်ခွာသွားပါတယ်။မွေရီယာသူတို့ရဲ့ပင်ကိုဗီဇနဲ့အညီရှင်သန်ခြင်းဒါမှမဟုတ်တည်ဆုံခြင်းနဲ့လောကမှာတယောက်တည်းရည်တည်ကြရပါတယ်။အကောင်းဆုံးမိခင်ဆိုရှင်အကောင်းဆုံးမိခင်ဘဲကိုတော့ဒီကောင်းရတင်ပါတယ်။ကလေးတွေကိုဘလို့နှုတ်တက်ကြွေးနေလဲကြည့်ပါဦး။ကြားရီကရဲစားကြည့်ပေမဲ့ကလေးဆန်နဲ့အပြုမူတွေလုံနေတုံးပါပဲသူတို့ကတခိုက်တဲနဲ့ KFC ပုံသုံးဖို့စာမျိုးချနိုင်ပေမဲ့နှုတ်တော့နေတုံးပါချစ်စရာကောင်းတဲ့နွားမဟာဒီကောင်မလေးကိုကြည့်ပါဦးဘလောက်တော့လှပပြီးတော့ကြက်တည်းရှိလဲမင်းကလေးတယောက်ကိုနွားမလို့ခေါ်ရင်ဘာလို့ရှက်နေရမှာလဲအမျိုးသမီးများ ဒီနေ့ကိုနွားမလို့ခွင်ဒီချစ်စရာကောင်းတဲ့ကောင်းမလေးကိုတတိယပြီးချီးကျူးစကားဖြင့်လက်ခံလိုက်ပါနွားပြားကြီးရဲ့နောက်ထပ်အားပါချက်တစ်ခုကနွားတွေဟာအလွန်ဖော်ရည်တဲ့တတ်တော်ဝါတွေပါသူတို့ကအကောင့်20မှ30လောက်ရှိတဲ့အုပ်စုငယ်လေးတွေနဲ့နေထိုင်ပြီးတော့အုပ်စုတွေကတခြားတလိမ့်ဆန်တွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေဖန်တီးကတယောက်နဲ့တယောက်အမြဲတမ်းရှာနေရပေးနေကြပါတယ်။တယောက်နဲ့တယောက်အမြဲတမ်းရှာမနဲ့တယောက်နဲ့တယောက်အမြဲတမ်းရှာနဲ့ရပေးနေတတ်ကြပါတယ်။ဗလီပါဇက်တွေများတဲ့ကောင်မလေးတွေနဲ့အပေါင်းသစ်လုံးမဲ့စားဒီက normal လေးတွေကိုရွေးဖို့အကြံပေးချင်ပါတယ်ညိုကီတို့ရေ။ကဲပြောလာတာလေတော်တော်များပါပြီမို့လို့ဒီနေ့တော့ဒီလောက်ပါပဲ။